အလုံးမဲ့မင်္ဂလာပါပြီးခဲ့တဲ့ရပိုင်းတွေတုန်းကဂျူရှူအဘလူချာသိက်ကိုအလွယ်ချုပ်ပြပြီးနိုင်ယူလို့ရတယ်ဒီပွဲကိုသူသာလောင်းဝှေ့ရှိရင်လောင်းခြင်းပါတယ်ပြိတက်တွေကလည်းသူ့ဘက်ကလောင်းကြဖို့နဲ့ဂျူရှူအဘလူတက်တက်ဆလူငယ်ဖိုက်တာကသူ့အတွက် easy money လို့ပြောခဲ့တဲ့ချန်ပီယံပန်တိုဂျာကတော့ဘာနဲ့ပွဲနီးတော့လေတန်ကပြောင်းလာတာကိုမြင်တွေ့ရမှာပါဂျူရှူအဘန်တွဲတကယ်ပဲ UFC မှာချန်ပီယံကပ်၅ခုထိပိုင်ဆိုင်ထားတဲ့ ဝိုင်းဖိုက်တာတယောက်နဲ့ရှင်မြန်ထိုးသတ်မဲ့ပွဲအတွက် UFC ကနွေဖိုက်တာတွေရဲ့ခမန်းချက်မှာပန်ဒိုချာကိုတာမရနေခဲ့တာပါဒါပေမဲ့ဂျေရှူအဘန်ကတော့အဲ့လိုခမန်းချက်တွေကိုကယူဆိုင်မနေပဲသူလှုပ်ရှားရှိတာကိုသာအကောင်းဆုံးဆက်လုပ်နေခဲ့တာပါဂျေရှူအဘန်နဲ့ပန်ဒိုချာတို့ရဲ့ချန်ပီယံကပ်လူပွဲကတော်တော်လေးပွဲချမ်းလာဖို့ရှိနေတာပါဂျေရှူအဘန်ကပန်ဒိုချာနဲ့ပွဲအတွက် game plan အတိအကျဆွဲမထားပဲ ပြန်ဘက်ကဘလို့ထိုးတက်မလဲဆိုတဲ့အပေါ်မှာပဲမူတည်ပြီးရင်ဆိုင်ထိုးတက်သွားမယ်လို့ဆိုထားပါတယ်ပန်တိုဂျာကိုအကြောက်လက်မရှိရင်ဆိုင်ထိုးတက်မှာဖြစ်ပြီးဒီပွဲကအများစုခမန်းထားသလိုအရှုံးပေးဖို့မဟုတ်ပဲချန်ပီယံကိုလဲထိုးနိုင်ယူပြီးချန်ပီယံကပတ်ရယူဖို့အတွက်ပဲဆိုပြီးတော့မီဒီယာတွေရှေ့မှာယုံကြည်မှုပြည့်နဲ့ပြောကြားသွားခဲ့တာပါနောက်ပြီးဂျိုရှုအပန်ကဒီပွဲကချန်ပီယံလူပဲဆိုပေမဲ့သူရင်ကထိုးတက်ခဲ့တဲ့ပွဲတွေနဲ့စိတ်ကံစားချက်ချင်းသူနေပြီး အထူးသဖြင့်စိတ်လုံရှားတာမျိုးမရှိပါဘူးပန်ဒိုဂျာကိုသုံးချီတွေ့မောက်သိပ်ပြီးချမ်းမြန်ကပတ်ကိုရယူပြမယ်ဆိုပြီးကြုံဝါထားသေးတာပါပြိုင်မဲ့ပန်ဒိုဂျာကတော့ဂျေရှွာဘာနဲ့ပွဲကိုထိုးဖို့သူရင်ဆိုင်ထိုးတတ်ခဲ့တဲ့ပြိုင်မဲ့တွေရဲ့ပွဲထက်လက်ကျင့်မှုပေါ်လုထားပြီးဖိုင်ဝိတ်တိုင်ရဲ့ချမ်းမြန်ကပတ်ကိုသူပဲအပိုင်သိအောင်မှဖြစ်ကြောင်းဂျေရှွာဘန်ကအသက်ငယ်သေးတဲ့ဖိုက်တာဖြစ်လို့ချမ်းမြန်ကပတ်ကို တိမ့်ပိုက်ဖို့သူ့မှာအခြေအနေများကြီးရှိနေသေးကြောင်းကိုသုံးပြန်ထားတာပါမကြခင် UFC flyweight မှာချန်ပီယံတည်ထွက်ပေါ်သွားမလားလက်ရှိချန်ပီယံကပဲခပတ်ကိုဆက်ပြီးကာကွယ်သွားနိုင်မလားဆိုတာမြင်တွေ့ရတော့မှာပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်